မင်္ဂလာပါခင်ဗျာမလ24ရက်နေ့အတွက် VOR ရဲ့နိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးပါမယ်။သမရယွန်ဆွယူကိုတရားစွဲချက်နဲ့ပတ်သက်ပြီးစင်ချက်မချရသေးပေမဲ့လည်းဝင်ကြီးချုပ်ဟန်နဆူအပေါ်စွဲချက်ကိုတော့တောင်ကိုရီးယားဖွဲ့စည်းပုံတရားရုံးကမလ24ရက်နေ့မှာပယ်ဖျက်လိုက်ပြီးနိုင်ငံရဲ့ယာယီကောင်းဆောင်ဖြစ်ပြန်လည်ခန့်အပ်လိုက်ပြီးဖြစ်ပါတယ်။ကွန်ဆာဗေးတစ်အူဖြစ်တဲ့ယွန်ဟာဒီဇင်ဘာလ3ရက်ကစစ်အုပ်ချုပ်ရဲ့အမိန့်ချမှတ်မှုနဲ့ပတ်သက်ပြီ liberal အတိုက်ခံတွေထိန်းချုပ်တဲ့အမျိုးသားလွှတ်တော်ကဆွဆွဲပစ်တင်ခံရပြီးတဲ့နောက်ယာယီသမရဖြစ်လာခဲ့တာလည်းဖြစ်ပါတယ်။ဒိုင်းမတ်ဟန်ဟာအတိုက်ခံလွှတ်တော်အမတ်တွေနဲ့နိုင်ငံရေးပြစ်ပခတွေဖြစ်ပြီးတဲ့နောက်ဒီဇင်ဘာလနှောင်းပိုင်းမှာပါလီမန်မှာဆွဆွဲပစ်တင်ခြင်းကိုခံခဲ့ရတာပါ။နိုင်ငံထိပ်တန်းအရာရှိနှစ်ဦးမကြုံစဘူးဆက်တိုက်ဆွဆွဲပစ်တင်မှုဟာပြည်ရင်းမှာသဘောထားကွဲလွဲမှုတွေကိုပုံမပြင်းထန်လာစေပြီးနိုင်ငံရဲ့တန်တမာရေးနဲ့စီးပွားရေးဆိုင်ရာလှုပ်ဆောင်ချက်တွေပေါ်စွန့်ရင်မှုတွေတိုးလာစေခဲ့ပါတယ် ဒုတိယဝန်ကြီးချုပ်နဲ့ဗန်နိုင်ဝန်ကြီးချွတ်စိန်မဟာရေသမရအဖြစ်တာဝန်ယူခဲ့ရတာလည်းဖြစ်ပါတယ်။မလ24ရက်နေ့မှာတရားရုံးရဲ့တရားသူကြီး၈ဦးနဲ့9ဦးကဟန်ရဲ့ဆွဆွဲပြစ်တင်မှုကိုပယ်ချခဲ့ပါတယ်။ဟန်ကိုဆွဆွဲထားတဲ့ဆွဆွဲချက်တွေဟာဥပဒေနဲ့မညီသလိုယာရုကဖယ်ရှားဖို့လုံလောက်တဲ့ပြင်ထမှုမရှိဘူးလို့တရားသူကြီးတွေကသုံးဖြတ်ခဲ့ကြပါတယ်။ဟန်ကိုထုတ်ပယ်ခြင်းဟာအနည်းဆုံးတရားသူကြီး6ဦးရဲ့ထောက်ခံမှုလိုအပ်မှာလည်းဖြစ်ပါတယ်။ ရာဥပြင်ရပြည်တဲ့နောက်ဟန်ဟာထရန့်အုပ်ချုပ်ရေးရဲ့ပြင်းထန်တဲ့မူဝါဒတွေကိုဥတီညင်ညွန့်ခဲ့ပြီးလှင်မြန်စွာပြောင်းလဲနေတဲ့ကမ္ဘာလုံးဆိုင်ရာကုန်သွယ်မှုပတ်ဝန်းကျင်ပါဝင်အရေးကြီးဆုံးကိစ္စရပ်တွေကိုအအောင်ဆိုင်မှာဖြစ်တယ်လို့သတင်းတော်တွေကိုပြောကြားခဲ့ပါတယ်။ဘယ်ဘက်ညာဘက်မရှိပါဘူးကျွန်တော်တို့နိုင်ငံတိုးတက်ရေးကအရေးကြီးတယ်လို့ဟန်ကပြောကြားခဲ့ပြီးနိုင်ငံတွင်းစီးလုံးညင်ညွတ်ရေးကိုတောင်းဆိုခဲ့ပါတယ်။ယွန်းကိုဆက်ဆွဲပြစ်တင်မှုပေါ်တရားရုံးကဆုံးဖြတ်ခြင်းမရှိသေးပါဘူး။တရားရုံးဟာယွန်းရဲ့ဆက်ဆွဲပြစ်တင်မှုကိုထောက်ခံလိုက်မယ်ဆိုရင် ောင်ကိုရီးယားတမရတဲ့အတွက်ရေကောက်ပွဲကျင်းပမှာလည်းဖြစ်ပါတယ်။ယွန်းဟာဟန်ထန်နှစ်ပတ်ခန့်ဆော်ပြီးဆွဆွဲပစ်တင်ခံခဲ့ရတာလည်းဖြစ်ပါတယ်။ယွန်းရမ်းမှုကိုမလလယ်မှာဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးကစီရင်မှာလို့အစိုးပိုင်းကခံမှန်းထားခဲ့ပေမဲ့လည်းမလုဆောင်ခဲ့ဘူးလို့သိရပါတယ်။ယွန်းဟာ၎င်းရဲ့စစ်အုပ်ချုပ်ရေးအမိန့်နဲ့ဆက်လင်းပြီးတော်လန်ပုံကံမှုဖြင့်တရားဖန်ဆီးခြင်းခံခဲ့ရတာဖြစ်ပါတယ်။အဲ့ဒီဆွေချက်နဲ့ပြစ်မှုထင်ရှားရင်တော့တေတံဒါမှမဟုတ်တသက်တကြုံပြစ်ဒဏ်ခံရမှာလည်းဖြစ်ပါတယ်။ တောင်ကိုရီးယားဟာသမရရွန်ရဲ့အငင်းပွားပွဲစစ်အုပ်ချုပ်ရေးကြီးညာချက်နဲ့နောက်ဆက်တွဲလှုပ်ဆောင်မှုတွေနဲ့ပတ်သက်ပြီးသဘောထားကွဲလဲနေကစုမြုပ်မှလည်းပြိုင်ဘက်လူလူစုဝေးမှုအကြီးအကျယ်ဖြစ်ပွားလျက်ရှိပါတယ်။နိုင်ငံပလိုက်မှုနဲ့ဆွဆွဲမှုတွေကြောင့်ရွန်ရဲ့တရားရုံးကိုပြန်လည်ဝင်ရောက်ဖို့ကြိုးပမ်းမှုဟာတင်းမာမှုတွေမြင့်တက်စေပြီးမကြသေးမီကအတိုက်ခံနေတဲ့ဆွဆွဲပစ်တင်မှုမှာအထွတ်အထိပ်တို့ရောက်ရှိခဲ့ပြီလည်းဖြစ်ပါတယ်ခင်ဗျာ။ အစ္စရေးနဲ့ဟာမတ်စ်ပွဲစတင်ကလေးကဂါဇာမှာလူ9000တိဆုံးခဲ့တယ်လို့ကျန်းမာရေးဝန်ကြီးဌာနကပြောကြားခဲ့ပါတယ်။အစ္စရေးနဲ့ဟာမတ်စ်ပွဲစတင်ကလေးကဂါဇာမှာပါလက်စတိုင်9000ကျော်တိဆုံးခဲ့ကြောင်းနေမီကျန်းမာရေးဝန်ကြီးဌာနကတနင်္ဂနွေနေ့မှာပြောကြားခဲ့တာဖြစ်ပါတယ်။အစ္စရေးကတိုက်ပွဲတွေပြန်လည်စတင်ခဲ့ပြီးပုံမပြင်းထန်တဲ့နေ့ရက်တွေဖြစ်လာနိုင်တာကိုသတိပေးခဲ့ကစစ်ပွဲအတွက်အဆုံးရှိဆွေးရွာလာတဲ့မှတ်တိုင်ဖြစ်နိုင်တယ်လို့ကျန်းမာရေးဝန်ကြီးကဆက်လက်ပြောကြားခဲ့ပါတယ်။ ဝဉ္ဇိတနာဟာလွန်ခဲ့တဲ့24နှစ်အတွင်းနောက်ထပ်လူသေဆုံးမှု41ဦးကိုအစီရင်ခံခဲ့ပြီးသေဆုံးသူ9022ဦးထိရှိလာခဲ့ပြီလည်းဖြစ်ပါတယ်။ဂါဇာရှိအာဏာပိုင်တွေဟာအသေးပြောက်ဂိမ်းကနန်းတွေကိုအစီရင်ခံရမှာအရက်သားတွေနဲ့ဟာမတ်တိုက်ခိုက်သမားတွေကိုခွဲခြားထားခြင်းမရှိပေမဲ့လည်းသေဆုံးမှုအများစုမှာတော့အမျိုးသမီးတွေနဲ့ကလေးတွေဖြစ်တယ်လို့ကျန်းမာရေးဝန်ကြီးဌာနနဲ့ကုလသမဂ္ဂတို့ကပြောကြားထားပါတယ်။တေဆုံးသူတွေဟာအပျက်စီးတွေအောက်မှာရှိနေနိုင်သေးတာကြောင့်အမှန်တကယ်တေဆုံးသူအရေးအတွက်မှာပုံမမြင်မနိုင်ပါတဲ့ ဂါဇာမှာနှစ်လကြာအပြစ်ခတ်ရစေးကိုအဆုံးသတ်လိုက်တဲ့အစ္စရေးဟာဒီတစ်ပတ်အတွင်းဟာမနက်စစ်ပွဲပြန်လည်ဖြစ်ပွားခဲ့တာကြောင့်တိုက်ဆုံသူဥယျာဉ်တိုးလာခဲ့ပါတယ်။လက်လော့အစ္စရေးရဲ့ပြစ်ခတ်မှုကြောင့်တိုက်ဆုံသူ400ကျော်ရှိကအင်္ဂါနေ့ကစပြီးအစ်စ်ပြန်လည်တိုက်ခတ်မှုတွေပြုလုပ်ခဲ့ကြောင်းစစ်မှားရေးဝန်ကြီးဌာနရဲ့အဆိုအရလည်းသိရပါတယ်။ ဇန်နဝါရီလမှာအစ္စရေးနဲ့ချုပ်ဆိုထားတဲ့အပြစ်ခတ်ရစေသဘောတူညီချက်ကိုဆက်လက်ဂရိကိုပြူထားကြောင်းဟာမတ်စစ်သွေးကြောအဖွဲ့ကပြောကြားခဲ့ပေမဲ့အပြစ်ခတ်ရစေပြက်ပြဲသွားပြီးတဲ့နောက်ဂျာတာဘရီနယ်မှာအစ္စရေးဘက်ကပထမဆုံးချိန်ဒုံးကျည်တွေနဲ့ပြက်ခတ်ခဲ့ကြပါတယ်နောက်ဆက်တွဲဖြစ်လာမယ့်အရာတွေဟာတိတာထင်ရှားစွာဆွေးရလာမယ်လို့အစ္စရေးအရာရှိတွေကသတိပေးထားတာကြောင့်ဂါဇာမှာမျှော်လင့်ချက်အနည်းငယ်သာကျန်တော့မှာဖြစ်ပါတယ်။ ်ဂါဇာရှိတစားကန်တွေကိုမလွတ်ပေးဘူးဆိုတာကအစ္စရေးဟာဂါဇာကမ်းမြောင်ဒေသမှာအမြဲတည်ရှိနေမယ်လို့ကာကွယ်ဝင်ကြီးအစ္စရေးကကဟာမတ်ကိုဒီဘက်တွင်သတိပေးခဲ့ပါသေးတယ်။အစ္စရေးကနေမြေထင်းချုပ်မှုနဲ့အိုင်နီယက်ဆက်သားတွေအားဂါဇာတိုင်းမှာလူတွေကိုဘေးလျာကိုပြောင်းရွှေ့ဖို့နဲ့ဂါဇာတိုင်းရှိလုံခြုံရေးစုံတွေကိုတွတ်ချက်ဖို့အစ္စရေးစစ်တပ်အားညွှန်ကြားထားကြောင်းတောက်ကြားနေမှာကတ်ကပြောကြားခဲ့တယ်လို့လည်းသိရပါပါတယ်ခင်ဗျာကျွန်တော်ကိုထပ်ပါ